အားလုံးမင်္ဂလာပါ IEA with True Mind to Facebook နဲ့ YouTube Channel ရနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာဖိုးကျိုးရေးသားထားတဲ့ကိုတုံဂရိတုံဟုတ်ရေအောင်မျိုးလို့ဆိုတဲ့စာအုပ်အပိုင်း7ကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ကိုတုံဂရိတုံဟုတ်ရေအောင်မျိုးလို့ဆိုတဲ့စာအုပ်ကရခိုင်ပြည်နယ်ကြောက်ဖြူမျိုးကကန်းကိုယ်တော်ဘုရားသမိုင်းအကြောင်းအခြေခံပြီးတော့ရေးသားထားတာဖြစ်ပါတယ်တဏှာကြီးလာကန်းကိုယ်တော်ဘုရားသမိုင်းအကြောင်းစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ ဒီဗီဒီယိုကိုအဆုံးထိလိုက်ပါနားဆင်ဖို့အတွက်ဖိုက်ခေါ်လိုက်ပါရစေခင်ဗျာဒီလိုနဲ့ဆန္ဒတီဗီတို့မိသားစုကလည်းပဲကိုယ်တော်ဘက်မှာဒီလိုနေကြရင်းနဲ့နှစ်ပတ်ခန့်အကြာမှာအရာရုပ်ပေါ်တော်များထူးရှိပြီးသွားတဲ့ခါမှာတော့ဆန္ဒတီဗီတို့မိသားစုကဘုံရက်ကိုပြင်ဖို့အတွက်ပြင်ဆင်ကြရပါတယ်သူက လာရသူလေးကဘုံရက်ကိုလိမ့်လေဖို့အတွက်သူရဲ့မိဘနှစ်ပါးကိုအတင်းပူဆာနေပါတယ်ဆန္ဒတီဗီတို့မိသားစုကလည်းပဲ ဦးအောင်တာဆန်တို့မိသားစုကိုဘုံရဲကိုသူတို့နှင့်တပါးလေးလိုက်ပါဖို့အတွက်ခေါ်နေကြပါတယ်။ဒါပေမဲ့ယာဒီကတညောဒီဘက်ကဆန်စပါးလေတဲ့အလာများတဲ့အချိန်အုံဆန်အုံသားတွေခွဲချိန်ပေါ်လန်တပင်များတဲ့နေဦးယာဒီရောက်တော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ရက်ကန်းရက်ထည်တဲ့အယောင်ရအတွင်ကြီးဆုံးယာဒီဖြစ်တဲ့အတွက်ကြောင့်မလို့ဦးအောင်တာဆန်တို့မိသားစုကဘုံရဲမျိုးကိုလိုက်မလည်နိုင်ကြသေးပါဘူး။ဒါကြောင့်မလို့လာတာသူတွေကိုလည်းပဲဘုံရဲမျိုးမှာရှိတဲ့ နတ်ဖျားပွဲတော်တွေစီကားနေတဲ့အချိန်ကျမှမိသားစုတွေအားလုံးဘုံဝဲမျိုးစန္ဒာဒေဝီရောရှိကို အလဲတွားချဖို့အတွက် ချုံမဖြောင်းပြထားကြရပါတယ်စန္ဒာဒေဝီရောမိသားစုကလည်းပဲဘုရားပထိုးများနဲ့သူ့ထွေဆန်းပြတဲ့ကြောက်ပိုးထိုးတောင်ရောင်စုံကြောက်မှုလို့ရောင်စုံကြောက်တဲ့တို့ရေတဝန်လို့ရှိရဘုံရင်းတို့နဲ့ကိုတုံဘရင်းတို့သူမျိုးသားတို့ရဲ့လွန်မိုးစရာကြည်နူးစရာတာယာလက်ပေါ်မှုတွေကိုနှိုင်းရှင်ခံစားပြီးတော့ ကောတဝိတ်သားရရဲ့လောလောဆောနေထိုင်တတ်ကြမှုတွေကိုလွမ်းတသာသာတတိယနေရင်ကဘုံမရိဇာတိမေကိုပြန်လာခဲ့ကြရပါတယ်။ဘုံမရိဇာတိမေကိုရောက်တဲ့အာလီဘာကကောတုံဂရိဖရာကိုတီထားကိုးကွယ်ဖို့အတွက်ရေတက်မင်းမြတ်ကိုရှာပြီးတော့ဘုရားကျောင်းဆောင်နေတဲ့အချိန်မှာဇန္ဒာဒေဝီနဲ့အဘဒူလာကျတော့ဇနီးမောင်နဲ့အသေးဆက်ဆက်ကလည်းပဲအခုမှရွှေပြမျိုးပြထွက်နိုင်ကြပါလိမ့်။ထို့ကရခင်ကအိမ်ထဲမှာယူနေတဲ့ တတိမိနေတယ်ဆိုပြီးထင်ခဲ့ကြတဲ့ဘုံမိတ်သူဘုံမိတ်သားတို့ကလည်းပဲကြိုးစိုးအိတ်ထိကြီးပြီးတော့မြင်ချင်းကြည့်ချင်နေကြတဲ့စန္ဒာဒေဝီလေးကိုအခုမှပဲတဝါကြီးကြည့်မြင်ရပါတော့တယ်စန္ဒာဒေဝီရောဇနီးမောင်နှံကတော့ဒီလိုမျိုးကြမ်းကြမ်းမာမာတူပြောရှင်ရှင်နဲ့ဘုံမိတ်တစ်မျိုးလုံးမှာရှိခဲ့ဆွေမျိုးဇာတိအင်ငယ်ကိုတွားလေနေကြတယ်ဆိုတဲ့တဲ့င်းကဤတွဲတထေကြီးသားဝါနှစ်ယောက်စီကိုရပိုင်းအတွင်းမှာပဲပေါက်ကြားသွားတဲ့အခါမှာတော့သူသားဝါနှစ်ယောက်ကလည်းပဲ စောက်တီယာမယားဖြစ်ပြီးတော့ရန်ပုံဝိကြကသူတို့ရဲ့တမ္မာဟိတိမီဆီယာကြီးကာလာပေါ့စီကိုချက်ချင်းပြေးကြပါတော့လေ။ Omnirector တောင်ရှိမှာတတိတနက်နေတဲ့ကာလာပေါ့ကြီးတင်ခန်းရှင်မင်းထားထိုးစိတ်တာနဲ့အာဇန်ဟုတို့တာဖကလည်းပဲတင်ခန်းကျောင်းပေါ်တော့ဒေါသတကြီးနဲ့ပြေးတက်သွားကြပါလေ။သူရဲ့တကားတော်ကြီးဟီရီတွေတတိကြီးမင်းတို့တာဖဒေါသတကြီးတက်လာကြတယ်ကိုမြင်တဲ့အခါမှာ ဂတိဘာဝဲအောင်ချိုပြီးတော့ရှင်းကြံလန်းကိုရှောက်ပြီးတိုက်ထိမဟိတ္တိအကြံနဲ့ဇံဝင်စားနေတဲ့ကာလာဘုတ်ကြီးပင်ရုပ်တရက်လန်းသွားခဲ့ပါလေ။ရေရဲတထင်းမေတော့တားဖပါလား။ဘလို့အရေးတကြီးကိစ္စပါလဲ။တိုက်ထိမဟိတ္တိရှင်ကာလာဘုတ်ကြီးကရှေလန်းစတင်လျှောက်က မတ်တပ်ပင် ရပ်ပြီးတော့အရေးတရူမေးလိုက်ပါလေ။ ။တကိုးရှင်ကြီးပြောတော့ဆန္ဒဒေဝီလေးကအိမ်မက်ကနိုးလာတဲ့ခါမှာကျောက်သားအာဇန်ဟုနာမည်ကိုတသက်သောရက်ဆိုပြီးတော့နိုးလာရမယ်။ကျောက်သားရင်ဝင်လေးကိုပြေးဝင်လာရမယ်။ကျောက်သားရင်ဝင်လေးကိုမရောမချင်းအိပ်ပြိုနေရမယ်ဆိုတာတကိုးရှင်ကြီးပဇာကကျောက်သူကိုဟိုနေရာညောင်ဆောင်ပေါ်ကမိတ်တော်မူခဲ့တာလေ။မဲဝါတဲ့တကားတော့တကားတော့တထင်းမင်း။အခုအဲ့ဘိုင်အော်အာလီဘိုင်ရဲ့သမီးလေးအဲ့ရကနိုးလာပြီလား။နိုးလာရုံပဲကမလဲဗျ။ မင်္ဂလာဆောင်ထားတဲ့တထင်းနဲ့တောင်ဘုံရိတ်တစ်မျိုးလုံးကိုဆွေရီမျိုးတွေစီကိုဆွေပြမျိုးပြသွားနေရပြီခမရအစွမ်းဆိုတော့အဲ့ဒါလားဒေါသကြီးတဲ့အစာပိုင်ကအခုခါမှာသူ့ရဲ့အရှာကြီးအရင်ကိုပင်ဒေါသအထွက်လွန်ပြီးတော့ခမရကျုပ်ဖြစ်ကုန်ပါတော့တယ်ဟင်ဒီအသေးမောကိစ္စကိုကျောက်ကကိုလိုင်းလှုပ်ရှားမလို့လို့ကျောက်တပည့်ရဲ့အဆုံးကိုလေတိလို့လောက်ခိုင်းလိုက်တာပါ အခုဒီလိုဖြစ်လာနေဆိုတော့ကျောက်မှားပါတယ်တထင်းမင်းရေအော်ဒီယိုနီနဲ့ အစပါလာချစံဟိကျမ်းပြင်ပေါ်အနောက်ဖောက်ပြီးတော့ကာလာဘူးကြီးကရုတ်တရက်ဒေါ်လာတကြီးအော်လိုက်တဲ့အခါမှာအသက်30ဝန်းကျင်ဂရီဘာဝဲရောင်ခြုံထားတဲ့အာရီယန်လိုလိုဟောမယောမလိုလိုပုဂ္ဂိုလ်တို့ကကာလာဘူးကြီးစီမှာဒူးထောက်ပြီးတော့ခါးစားနေကြပါလေတိုနီယိုအမိန့်ရှိပါဆရာချင်းမင်းတို့ပြောတော့ကျုပ်တထေသားရဲ့စတိကောင်းကိုရိုက်ဖန်ခံဖန်အရှိန်နဲ့မဟိတ္တိအဲ့ရပုံမှာတိုက်ထားခဲ့ကြပြီဆိုအဲကြောင့်ပါဘာမှန်တာလဲ ဟီလီတဲတတိအစာပိုင်းကဒိုနီယိုကိုဒေါသနဲ့လှမ်းကြည့်ပြီးတော့ဝင်ပြောလိုက်ပါတယ်။ဒုက္ခဆရာကြီးရဲ့မျက်နှာကိုပဲအခုချိန်ခီးဝမ်းမကြည့်သေးတဲ့ကာလာဘူးကြီးရဲ့ညာလဲယုံဒိုနီယိုကအစာပိုင်းကိုမတိမတာမျက်စောင်းတစ်ချက် ထိုးကြည့်လိုက်ပါတယ်။ဂီဒီကို ကာလာဘူးကြီးကတီးခံမှုအတွက်အစာပိုင်းကို လက်က ပြလိုက်ပါတယ်။အဲ့မင်းတို့အဲ့ရတဲ့တိုက်ထားခဲ့ကြပါတယ်ဆိုရဲကလေးမကအခုအကောင်အကောင်ပကတိဖြစ်ပြီးတော့တုံ့ပြန်ပေးစားတဲ့တထေးသားနဲ့ ီသွားကြပြီဆိုတာကိုမင်းတို့သိလားဘလို့မှမဖြစ်နိုင်ပါဘူးဆရာရှင်တွန်လီယိုခင်ဗျာမဖြစ်နိုင်ပါဘူးဟာလားအခုဖြစ်မဖြစ်ခင်ဗျာလိုက်ကြည့်မလားဒီမှာတထင်းမင်းကျုပ်တို့ရဲ့အဟိတိတိတ်ထိကိုကျုပ်တို့အကျွင်းမဲ့ယုံကြည်ပါတယ်ဒီဆရာတကယ်အစွန်းနဲ့ဒီဂိုင်းကြီးကိုကျုပ်တို့တီထောင်ခဲ့စားကခင်ဗျာကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ပါခင်ဗျာမျက်စိမှောက်ပြီးတယောက်ယောက်တို့တော့အစိတ်ကခင်ဗျားတို့မနှုံးမအတက်ပေါင်းတထောင်မျက်လုံးပေါင်းတထောင်ရှိတယ်လို့ ကျုပ်ရဲ့မန္တမျိုးလုံးအစုံမှာလည်းပဲမမနိုင်မလွဲနိုင်တဲ့ပဂတိအမည်ရှိတယ်ဆိုတာနားလည်ထားပါ။ဗါလဲခမားစိုးစိုးကကျုပ်ကိုပြောတာကျုပ်မျိုးလုံးအစုံကအမြင်မှတာဟုတ်လား။ဒီမှာစန္ဒာဒီဝီလေးနဲ့လက်ထပ်ပေးရမယ်။ကျုပ်သားအမြင်မှနိုင်လား။ခမားတိုက်ခိမဟိတ်တိအတုံးမကြတာဖုံးကွေခြင်းသေးလား။အခုလိုက်ကြည့်မလား။ကျုပ်ကလက်တွေ့ဓမ္မအပြဒေါတာရံဟောပောက်ကွေးနေတဲ့အလီပိုင်က ကာလာဘုတ်ကြီးရဲ့ဗေလက်ယုံခစ်တဲ့ အစုပ်တောက်ကိုပါဒေါတာဖြစ်ဖြစ်နဲ့ဆက်ပြီးဟော့နေပါတော့တယ်။ကဲကဲကဲကျုပ်တောင်းမှန်ပါလေတတိမင်းရဲ့တတိမင်းရဲ့ကျေးဇူးတော်အနန္တကိုကျုံနဲ့ကျုပ်တပည့်မထီမင်းနဲ့ဘယ်တော့မှမလုံးဝမှာဘူး။တတိမင်းယုံကြည်ပြပါ အခုခိစားမှာတော့တခုခုမှရတာရှိရပါမယ်။ဒါဝကြောက်ကိုတိုင်းဒီတစ်ခါစီစစ်ပြီးတော့တထင်းမင်းစင်တာအတိုင်းဆောင်ရွက်ပေးပါမယ်။အခုတထင်းမင်းနဲ့တထေးသားရဲ့စင်တာကိုပဲပြောပါ။ သူတပည့်သားနှစ်ယောက်ရဲ့လောကီပညာအစွန်းကိုအကျွမ်းမဲ့ယုံကြည်ထားတဲ့ဆရာကြီးကာလာဘုတ်ကတော့ကြားဝင်ဖြန့်ဖြေမပြောလျင် အချိန်နဲ့ပူဆိုးသွားမယ်ဆိုတော့ကိုတည်တဲ့အတွက်ကြောင့်မလို့ဝင်ပြောရပါနဲ့ကာလာဘုတ်ကြီးရဲ့စကားကိုကြားတဲ့အခါမှာတော့တထင်းကြီးအစာပိုင်ကသူ့ရဲ့သားမျက်နှာကိုလှမ်းကြည့်လိုက်ပါတယ်ကာလာဘုတ်ကြီးစကားကိုကြားတဲ့အခါမှာတော့ကာလာဘုတ်ကြီးနဲ့သူ့ရဲ့လယုံနှုတ်ကဆန္ဒအဒီဝီလေးကိုတည်တည်ရလာလျင် သူ့ရင်ဝင်ထဲမူးချရောက်လာရမယ်ဆိုရဲ့ စကားကိုယုံကြည်ကိုးစားပြီးတော့မျောလင်းချက်တခွဲသားနဲ့အားထားယုံကြည်ပြီးတော့စန္ဒာဒီဝီလည်းအိုက်ဖြူနေရကနိုးလာမဲ့ရက်ကိုမျောပြီးတော့ပြောနေခဲ့ရတဲ့အာဇာဟုကတော့အခုအခါမှာတော့မြေကြီးဒေသနင်းကျမ်းမှုတစစက်ကြပြီးတော့ခေါင်းမဖော်နိုင်ပဲရှိုက်ငုံနေပါတော့တယ်။ဟေ့သားငါတို့ကခေါမယုံမတွေ့တယ်ပါကွာ။မြေကြီးမကြဆက်ပါနဲ့။ငါသားလူချင်းတဲ့စန္ဒာဒီဝီလေးကို အခုရအောင်ဆရာရှင်ကိုယ်တိုင် အခုမှခုမှတော့ဆန္ဒဒေဝီကိုကြောက်ဘူးလို့ကျင်တော့ပါဘူးပါပါကြီးသူအမှန်တကယ်ကြောက်တူကိုဒါဆိုတထေးသားပါဖြစ်ချင်တာလည်းပြောဆန္ဒဒေဝီဟာဒီလောက်တော့မင်းအပေါ်ရက်ဆက်နေမှာတော့သူ့ကိုဆရာကြီးကိုယ်တိုင်တီအောင်ယူအောင်တတိမေးလင်းနေအာကျေးဇူးတင်ပါတယ်တိုက်ထီရှင်ကြီးခင်ဗျာဆရာအရှင်ရဲ့တိုက်ထီမဟိတိအစွမ်းတွေကိုတော့ကြောက်ကိုယ်တိုင်မြင်မှုတွေ့ဖို့သူမို့ယုံကြည်ပါတယ်အဲ့ဒါကြောင့်တောင်းပန်ပါရစေ ျုပ်အကယ်ဒမီချီရတဲ့စန္ဒာဒီဝီလေးတစုံတစ်ခုဒုက္ခပေါ်မှာကျုပ်မမြင်ရမကြားရနိုင်ပါဘူးခင်ဗျာစန္ဒာဒီဝီလေးကိုကျုပ်ခွင့်လွှတ်ပါတယ်စန္ဒာဒီဝီလေးဟာသူ့ရဲ့ချစ်သူနဲ့အတူတူပျော်ပျော်ပါပါစမ်းစမ်းပါပါနေနေတာကိုပဲကျုပ်ပြင်ပြရစေဒီကစန္ဒာဒီဝီလေးတစ်ခုခုဒုက္ခဖြစ်သွားတယ်ကြားရတယ်ကျုပ်အတင်းနှလုံးကြီးကြွေဝပြီးတော့တည်ရပါလိမ့်မယ်အဲဒါကြောင့်တိတ်တိတ်ရှိရှိချင်းကြီးခင်ဗျာ စန္ဒာဒီဝီလေးကိုရောတူမီဘဆွေမျိုးသားရှင်တွေကိုရော တစုံတစ်ခုဒုက္ခဒုက္ခမဖြစ်စေကြအောင်ပဲတိတ်တိရှင်ကြီးကကင်မဆောက်ရှုပ်ပြတော်မူပါအဲ့ဒါကျုပ်စံတာအမှန်ပါပဲဒီလိုနဲ့ဆောက်ရှုပ်ဖို့ကိုလည်းတိတ်တိမဟာတိတိရှင်ကြီးနဲ့တုံးလီရောအစုံတတ်တို့ကိုပါကျုံတောင်းပန်ပါတယ်ဇန္နာဒီဝူလေးနဲ့သူရဲ့မိသားစုဒုက္ခဒုက္ခတစ်ခု ရောက်တယ်ဆိုတာကြားရင်တော့အရှင်တို့ဟာကျုပ်တို့ရဲ့ကိုးကွယ်ရာဆက်ကရာမမီတော့ပါဘူးရှင်တို့ခင်ဗျာသူသားအာဇံဟုစကားကိုကြားလိုက်ရတဲ့တထေးကြီးအစာပိုင်ကတောက်ခေါက်ပြီးတော့ ဒေါသတကြီးနဲ့သင်္ကန်းအောက်ကိုရှင်းပြတော့ပါတယ်။ရှုံးဝီဒီတခါကျုပ်ရှုံးဝီကျုပ်အထင်မှားပြီကျုပ်အထင်မှားပြီဆိုပြီးအော်ဟစ်တော့ပါတယ်။ကာကဘူးကြီးနဲ့တော်နီယိုအစုံသားတို့ကတော့တက်မှပြန်ယူချပြီးတော့သူ့အဖေနောက်ကိုဝိုးရှိုက်ပြီးတော့ဆင်းလိုက်သွားတဲ့အာဇန်ဟုံးရဲ့နောက်ကျိုးကိုသာငေးမိုင်ကြည့်ပြီးတော့မိုးမိုင်နေနေခဲ့ကြပါတော့တယ်။ခဏကြာတော့မှလောကီပညာရေးအပေါင်းတထောင်ကိုတက်မြောက်ထားတဲ့ကာလာဘူးချင်းစီကစကားတန်ထွက်လာပါတော့တယ်။ တော်နီယိုငါတပည့်အမားတခုခုရှိရမယ်ပြန်သုံးသပ်ကြည့်ကြပါဦးလုံးဝအပမရှိကြအောင်တပည့်တော်ရေချေဝင်ဝဲအမားဘန်းတွေခံပါလေဒါဆိုအဲ့တူတခြားလို့တူတခြားဘာကြောင့်ဖြစ်ရတာလဲဝေးကြီးထင်ကတော့အသေးသားစိတ်ကိုကိုယ်တိုင်ကဘုံမှန်လို့တပည့်ကြီးတို့အကြံမအောင်တာဖြစ်မယ်လို့ထင်ပါတယ်ခုပဲဆရာတခင်အကြောက်ပါစန္ဒာဒီဝီကိုသူမလိုချင်တော့ပါဘူးစန္ဒာဒီဝီဒုက္ခတဆုံတရားဖြစ်တာကိုအဲ့ဒီစန္ဒာဒီဝီတယောက်ထည့်တော်မကပါဘူး တဆွေလုံးတစ်မျိုးလုံးကိုဒုက္ခရောက်တာတော့အခုတော့သူမလိုလားတော့ပါဘူးဆိုတဲ့စကားကစိတ်မမှန်လို့ပဲမဟုတ်ပါလားဆရာရှင်။ငါမထင်ဘူးတော်နေရောဒီတနေ့ရဲ့ယုံလက္ခဏာမျိုးကစိတ်မမှန်တဲ့ယုံလက္ခဏာမျိုးဟုတ်ဘူး။အင်မတန်လုံးသားဖြူစင်တဲ့ယုံလက္ခဏာမျိုးပါ။ဒီတငယ်မဟုတ်ဘူး။ဒီတငယ်ကတကယ်ဖြူစင်တဲ့မနှုံးနဲ့ချိတ်ကြိုက်ကြတာဖြစ်ရမယ်လို့ဆရာယုံကြည်တယ်။အဲ့ဒါကြောင့်မို့လို့လေအဲ့ဒီတငယ်မရဲ့ ုက္ခကိုသူမြင်ခြင်းမကြခြင်းဘူးဆိုပြီးပြောသွားတာတပည့်တို့အကြပါပဲဒါပေမဲ့သူကဘလောက်ပဲဆန္ဒတည်သူရဲ့ဒုက္ခတစုံတရာကိုမမြင်ခြင်းဘူးပြောပေမဲ့သူ့ရဲ့စောင်းဝါးနေရဲ့အားလုံးကိုတာဝန်ယူခိုင်းကြီးထောင်ပေးထားတဲ့တထေးကြီးရဲ့မျက်နှာကရှိသေးတယ်ဗျဒီဝင်းကလေးရဲ့ခင်ပွန်းရိုက်ဖမ်းမမိအတန်ဖမ်းမိအရင်နှင်းပညာရကိုဒီတစ်ခါတပည့်ကြီးတို့အတုံးချကြည့်ရအောင်ပါပါဆရာမရဘူးအစုတ်သားဟိုတငယ်လေးစကားကမနောရဲ့တိစ္ဆာစကားဖြစ်သွားပြီး ကာယကံရှင်ရဲ့ဆန္ဒမပါတာကိုရဲဖန်တမ်းမဲအရင်နဲ့မဟိတ္တိကအခွင့်မပြုဘူးသူခွင့်ပြုခဲ့စဉ်ကငါတပည့်တော်အမားတစ်ခုခုကိုသာပြန်ပြီးရှာကြည့်ကြပါတပည့်ကြီးတော်နီယိုကိုလိုက်ဒီတငယ်မရဲ့မင်္ဂလာပွဲကို အာရီယန်တယောက်ဖြစ်နေတော့ပြီးတော့ဒီတငယ်မရဲ့အရေးကိုနင်းခဲ့တဲ့ဒီပါဆရာရှင်တပည့်ရဲ့အောင်ထားတဲ့အသက်ပြန်မထွက်ခင်ရဲ့ဒီတငယ်မတုံးလေးကြသွားခဲ့ပါတယ်ဒါကိုအဇုတ်တန်ရဲ့ပွဲပိုက်တဲ့အားလုံးအမြင်ပါ ဆရာကြီးရဲ့တိုက်ထိမဟိတ္တိအစွမ်းကမင်းမျိုးတော့ခဲ့တာလေအမှန်ပါပဲအစုဒ္ဒတော်နီရိုးရဲ့စကားအဆုံးမှာသူ့ရဲ့ဗေလယုံအစုဒ္ဒရဲ့ကာလာဘုံကြီးကလဲ့လာပြန်ပါလေမရှိပါဆရာရှင်ဒါဆိုဆရာတို့တပည့်တို့ထက်အစွမ်းထက်ထက်တိုက်ထိမဟိတ္တိအရှင်တူဦးကဒီတငယ်မရဲ့မနောအာယုံကိုတို့ချလိုက်ရည်သလားဘုံရင်းမှာဆရာထက်တိုက်ထိမဟိတ္တိပေါ့နေတယ်မရှိနိုင်ပါဆရာချင်းဒါဆိုဘာကြောင့်လို့ ဒီလိုအကောင်းဘုကတိဖြစ်တော့ရတာလဲအစွန်းတာတပည့်ကြီးတို့ရဲ့အစွန်းဆရာအရှင်တို့ရဲ့ပညာဘုံပေါက်နိုင်တဲ့အစွန်းကိုတပည့်ကြီးလည်းဒီတစ်ခါမတွေးတတ်အောင်ဖြစ်ရပါတယ်အဲ့လေအော်ရပါတယ်တပည့်ကြီးစဉ်းစားမိတာကတပည့်ကြီးတို့မဟိတိအထက်မှာဝိညာဉ်ရုပ်စီခိုင်းတာကိုပဲတပည့်ကြီးတို့နည်းနည်းတန်တရားဖြစ်မိပါတယ်။ဘာကြောင့်လဲဆိုတော့ဒီတထေးသားရဲ့ပဂတိမရှိတဲ့ဟာဒီယအိမ်ကဝိညာဉ်ရုပ်က ဆန္ဒတွေဝင်သေးစီအရောက်မသွားနိုင်ခဲ့ဘူးလို့ယူဆလို့ရပါတယ်။တကယ်လို့ဒါတပည့်ကြီးကိုစီထိုင်းလိုက်တဲ့ဝိညာဉ်ရောက်ကအိမ်မက်တဲ့ကဒီတငယ်မရှိအေကန်အေကန်ရောက်ရင်တော့ဒီတငယ်မတတိရလာတာနဲ့တထေးသားရဲ့ရုပ်အတန်ကိုကြားရပြီးတော့မဖြစ်မနေတထေးသားရဲ့ရင်ခွန်ထဲကိုရောက်လာမှာကွာ။ဒါမှမဟုတ်သူ့မိဘစီတခုခုကောင်းဆူတော့ပါပါ။ခုတော့တတိရလာတာနဲ့အကောင်ပကတိသူ့ရဲ့ခင်ပွန်းတဲ့ရင်ခွန်လေးရောက်သွားတာတော့ဝိညာဉ်ရုံရဲ့မှားယွင်းချက်တခုကမှမဟုတ် တပည့်ကြီးတို့ရွှေ့လိုက်တဲ့ဝိညာဉ်ရုပ်ကိုဖြက်စီဟန်တန်းနိုင်တဲ့တိတ်တိရှင်မဟိတ်တိရှင်တရားရောက်ကဘုံရိုင်းမှာစောစောကဆရာရှင်တွေ့တယ်လို့ရှိနေမလားဒါကိုတပည့်ကြီးတန်တရားရှိပါတယ်သူရဲ့လက်ရုံးစုဖြစ်တဲ့တိုနီရိုနဲ့အစုတ်တတို့ရဲ့ထင်မြင်ယူချက်ချက်တွေကိုကြားနာရတဲ့ဆရာကြီးကာလာဘုတ်ကလည်းပဲဒီတစ်ခါမှာတွေးတက်အောင်ပင်ဖြစ်သွားခဲ့ရပါလေငါတို့ခေါမယောမနဲ့အာဒီရှာ ဂိဘဟုကီဝီစားရဲ့အရန်ရှင်းမြတ်တာကိုလျှပောင်းများစွာတို့ရတိုးတောင်အနှံ့သွားပြီးတော့လောကီပညာရှာမီဆေးပူလာခဲ့လို့ဖြစ်ပါလေ။ရှေးချဆုံးလောကီပညာကိုဂိုင်းမောင်းများစွာအယူဝါဒများစွာကိုလည်းလေးလာခဲ့သူတချွန်းလာခဲ့သူဖြစ်ပါလေ။ဒီလိုရုပ်ဖန်ဆိုင်မဲ့ရိုင်းနှင်းပညာကလောကီရဲ့အမှအစွမ်းအထက်မြတ်ဆုံးသောပညာဖြစ်ပါလေ။မိတိတ္တဝါဘုံဆိုဒီပညာနဲ့ပြူးစားနိုင်သူဖြစ်ပါလေ။အခုသူနဲ့တကွာ သူ့ရဲ့ဂိုင်းသားဂိုင်းသားတွေရဲ့ဆောင်းဝတ်နေအားလုံးကိုရုံုံကြည်ကြည်နဲ့လက်ခံဆောင်ရွက်ပေးခဲ့သူဘုံမင်းမျိုးဟီတွဲတတိကြီးရဲ့လိုရင်းစနောက်ကိုဖြည့်ပေးမိကပါဒီပညာရဲ့အဆုံးကိုဖြိုဖျက်ပစ်နိုင်တဲ့သူကဘသူများဖြစ်မှာလဲဘေမာများအသေးပညာရှင်ပါလဲဆိုပြီးဒါကိုကာလာဘူဒီကအထက်ထက်ခါခါသူ့ရဲ့ခေါ်ကြည့်ပါလေဒါပေမဲ့အခုတတိအဖြစ်မထွက်လာပြီးတော့သူ့ရဲ့ခေါ်ကြံဆက်ရလည်းမရပါဘူးဒါကြောင့်မလို့သူ့ရဲ့ န်ဒီဝါဒီကကြီးများကိုအမိန့်ပေးပါတယ်။တပည့်တို့ဘာပဲဖြစ်ဖြစ်ဆရာရှင်ရဲ့ဒီပညာစွမ်းကိုမေသူကခြေဖြတ်တဲ့နေစန္ဒဒေဝီရဲ့အကောင်းပဂတိဖြစ်တော့အောင်မေသူကစွမ်းဆောင်ပေးလိုက်တယ်။ဒါကိုငါတပည့်တို့အမြဲဆုံးစုံစမ်းကြပါ။ဒီပညာတွေကိုဆရာရှင်သိလို့နဲ့။ဒါကြောင့်မလို့တော်နီယိုနဲ့အဇုတ်ကတို့ကစန္ဒဒေဝီလေးကိုအကောင်းပဂတိဖြစ်လာအောင်စွမ်းဆောင်နိုင်တဲ့ပညာရှင်ကဘယ်သူဖြစ်တယ်ဆိုတာကိုဘုံမင်းတို့တို့မျိုးလုံးမှာစုံစမ်းကြပါတော့တယ်။ ပညာရှင်တို့ဘယ်သူပဲวะဆိုတာမသိရမဲ့လေစန္ဒာဒီဝီတို့မိသားစု ကိုတုံရိတ်ကိုတွားပြီးရှေးကူးကြတယ်ကိုတုံခွဲမျိုးကပြန်လာမှာအကောင်းပဂတိဖြစ်လာကြောင်းကိုတော့ပဒင်းရပါတယ်ဒါဟုသူတို့ဆရာကြီးကာလာဘုတ်ကတန်တူတင်ကြတဲ့အခါမှာကာလာဘုတ်ကြီးကကောင်းဝီတပီတော့ဒါဆိုဆရာရှင်တော့ကိုတုံရိတ်ကိုလိုက်ကြရမယ်ဒီပညာရှင်ကိုကိုတုံရိတ်မှာစုံစမ်းရပါမယ်ဒီပညာရှင်နဲ့ဆရာတော့လောကီအစွမ်းပြိုင်ကောင်းပြိုင်ကြရပါလိမ့်မယ် ီတော့မာဒီဘေးကြီးနှစ်ယောက်လည်းဆရာအရှင်နဲ့အတူတူကောတုံခွဲကို လိုက်ကြရပါလိမ့်မယ်။ဘွန်ဝိတ်ကဆရာအရှင်ရဲ့ဂိုင်းသူဂိုင်းသားတွေကိုလည်းထင်ကွက်ကြမှတ်နိုင်တဲ့တပည့်တွေကိုလွှဲအပ်ပေးကြပါ။ဆရာတို့အခုချက်ချင်းကောတုံခွဲကိုတွားဖို့အတွက်စီစဉ်ကြပါဆိုပြီးတော့မိန့်ကြားလိုက်ပါလေ။သူရဲ့ဆရာကြီးမိန့်တိုင်းမဲ့ဒေါ်နီယိုနဲ့အဇုတ်သားတို့ကကောတုံခွဲကိုလိုက်ဖို့အတွက်အပူတပင်းစီစဉ်ကြပါတော့လေ။ကာလာဘိုးကြီးနဲ့ဆရာတပည့်၃ယောက်တို့က သူရဲ့ဂိုင်းယုံကိုခွာပြီးတော့ကုန်းကြီးအတွင်ကတန်နဲ့ဘူမရင်းတို့စိုက်ကန်းကိုဆင်းလာကြပါတယ်။ရွက်ထိတ်တိုင်းမှာတော့ငကားတစိုက်ပါရွက်တင်မှုတွေကို အလျင်လိုက်ရှာကြပါတယ်။ကောတန်ဝဲကရွက်တင်မှုတွေကိုတွေ့တဲ့အခါမှာတော့ဒီနေ့နဲ့ပြန်ထွက်မဲ့ရွက်တင်မှုတစည်းစီကို လိုက်ရှာကြပြန်ပါလေ။မကြခင်ကပဲဒီနေ့ရေတန်းနဲ့ထွက်မဲ့ရွက်တင်မှုတစည်းကိုတွေ့ပါလေ။ရွက်တင်မှုကိုတက်ပြီးတော့ကောတန်ဝဲတို့လိုက်ပါဖို့အတွက်လေတကြီးကိုတောင်းပန်ပြောကြပါတယ်။ ပေါ်တဲ့ချင်းချင်းဆိုတဲ့သဘောနဲ့လက်တကြီးကလည်းပဲခွင်းပြုတ်လိုက်ပါတယ်။ကိုတော်ဝေသားလေးတတိနဲ့လေသမားတွေကဒီဘုတ်ကို၃ယောက်ကတနေ့နေ့တစ်ချိန်ချိန်မှာကိုတော်ဝေငူကြီးကိုဖျက်ဆီးပြမဲ့သူတွေဆိုပြီးဘလို့မှမထင်ခဲ့မသိခဲ့ကြပါဘူး။ဒါကြောင့်မို့လို့လေသူတို့ရွက်တဲ့ဘုတ်ပေါ်မှာဘုံမင်းငူကြီးကအကောင်ကြီး၃ယောက်အဖြစ်နဲ့တင်ခေါ်လာခဲ့ကြခြင်းဖြစ်ပါတယ်။ကာလာဘုတ်ကြီးနဲ့သူရဲ့တပည့်၂ယောက်ကအကျန်စီနဲ့လာကြသူများဖြစ်တဲ့အတွက်ကြောင့်မို့လို့ရွက်တဲ့ဘုတ်ကိုရောက်တာနဲ့ စကားမရှိစကားရှာပြီးတော့ကိုတုံပရိမြူကြီးမှာလူပြုတ်ဆုံးပြူအမောင်ဘရိုကကိုကူကနိုင်တဲ့ဆရာရှိမရှိကိုမေးမြန်းစုံစမ်းကြပါတော့တယ်။သူတို့အကြောင်းကိုမသိသူကိုတုံပရိလေသမားတွေကလည်းပဲတဘောရုံနဲ့သူတို့ကိုတုံပရိမှာလူပြုတ်ဆုံးပြူအမောင်ဘရိုကကိုဒေရှာရှိမမတော်ကူဖို့မလိုဘဲနဲ့ကိုတုံပရိဖျားပေါ်ရောက်တာနဲ့ချက်ချင်းပြောက်တဲ့အကြောင်းဟောက်မှန်တဲ့အကြောင်းကိုပြောပြလိုက်ကြပါတယ်။ဒီချိန်ကစပြီးတော့ အစိုးရကမူးကြောင်ကြောင်ယူးကြောင်ကြောင်အသွင်တန်းကိုရှောင်ပြီးတော့လူပြူစားခံရတဲ့သူအဖြစ်စားပေါက်နေထိုင်ပြပါတော့လေ။ဒါနဲ့ပဲကာကဝူကြီးနဲ့သူ့ရဲ့တပည့်ကျော်နှစ်ယောက်ကနောက်တနေ့မနေ့မှာ ကိုတုံခွေနူရဲ့ကျုံးလေဆိုင်ကို ရောက်သွားခဲ့ကြပါတော့တယ်။သူတို့ကတော့အစိုးရရဲ့ယူးကြောင်မူးကြောင်အသွင်တန်းကိုပြပြီးတော့ကိုတုံခွေဖျားသွားလမ်းကိုမင်းမြန်ပြီးတော့ကိုတုံခွေဖျားကုန်းပေါ်ကိုတက်လာခဲ့ကြပါလေ။ဒါပေမဲ့ ဘုရားရှိတော့ပဲမရောက်သေးပါဘူးသူတို့သုံးရလုံးရဲ့ဒီကုန်းလုံးကဘုရားရှင်လာခဲ့ကြပါလေဆောင်းကတော့ရေပြောင်းမြေပြောင်းကြောင်းဆိုပြီးထင်ခဲ့ကြပါမယ်ဘုရားကြောင်းရိတ်နာကိုရောက်တဲ့အခါမှာသူတို့သုံးရလုံးကမနေနိုင်လောက်အောင်မခံချိမခံတာရာရင်လာကြပါလို့လေဒါကြောင့်မလို့ဒီသုံးယောက်ကရှင်းဆက်မလျှောက်ရဲကြတော့ပဲနောက်ပြန်လစ်လာကြပါလေဘုရားကုန်းစင်တဝက်လောက်ကိုအရောက်မှာတော့သုံးယောက်စလုံးရာရင်ချင်းလုံးဝပျောက်ကင်းသွားတဲ့အခါမှာတော့တယောက်မျက်နှာတယောက်ကြည့်ပြီးတော့ အဲအော်ဒင်ကြီးဖြစ်သွားကြပါလေ။တင်းမောပေါ်မှာကိုတော်ဝိတော်တို့ကတကူကြီးဖျားဆိုတာကဒီဖျားဝယ်ဟုတ်ချက်ဖြစ်ရမယ်ဆိုပြီး၃ယောက်လုံးကတွဲဆမိရပါလေ။ဒါပေမဲ့လောကီပညာအရာမှာတစ်ဖက်ကန်းခါအောင်ကျွမ်းကျင်နေကြတဲ့ကာလာဘုံနဲ့သူ့ရဲ့တပည့်တော်၂ယောက်ကတော့ဒီဖျားရဲ့အစိုးကိုတင်းလို့ကြတဲ့ဖြစ်စမ်းကြည့်တဲ့အနေနဲ့ဒုတိယဝိဖျားအကောင်းဘုံကိုပြန်ပြီးတက်လာခဲ့ကြပါလေ။ဒီခါမှာတော့သူတို့တကူလုံးကရရန်လာခြင်းအလျင်မရှိကြတော့ပါဘူး။သို့တော့ ထူဆန်းအောဘွေရဖြစ်တဲ့အပူလိုက်တစ်ခုကသူတို့ကိုယ်ပိုကို ကြားရောက်လာပြပါလေ။ကာလာဘူကြီးနဲ့သူ့ရဲ့တပည့်နှစ်ယောက်ကတော်တော်တန်တန်နဲ့ဇွဲမလျှော့ကြတာတဲ့သူတွေဖြစ်တဲ့အကြောင်းကိုဘုရားကုန်းကိုစူးစမ်းပြီးတော့ဆက်တက်လာကြပါလေ။သူတို့ခြေလန်းဒလန်းချင်းစီရှေ့ကိုဒလန်းတိုးလိုက်တိုင်းအပူလိုက်ကသူတို့ကိုယ်ပိုတဆတိုးကြလာပါလေ။နောက်ထပ်ခြေတလန့်ကိုတော့ဘသူမှဆက်ပြီးမတိုးဝဲကြတယ်လို့ဖြစ်ကချွေးတီတီတီနဲ့ဘုရားကုန်းကနောက်ပြန်ဆုတ်လာခဲ့ကြရပြန်ပါတယ် ဒီလောက်ဆိုရင်တော့ဒီဘုရားရဲ့တကူအာလို့ဘုကိုသူတို့အတတီးလိုက်ကြပြီးတော့ဘယ်ပြောကဆံမကူတိုက်ရမရနိုင်တဲ့အရင်နဲ့လောကီပညာနဲ့ပြူရှားခံရသူစန္ဒာဒီဝီလေးရဲ့ဝင်တာကဒီကိုတော်ရဲ့ဘုရားရဲ့တကူကြောင့် အကောင်းပဂတိပြန်ဖြစ်လာတယ်ဆိုတော့ကိုလေတီးတွားခဲ့ကြပါတော့တယ်သူတို့ကဒီဘုရားကိုအနိကလေးလာဖို့မဆိုထားနဲ့ဘုရားရဲ့ရုပ်ပေါ်တော်ပုံတံကိုပဲမမြင်မတွေ့ခဲ့ကြရပဲလဲကုန်းဘူကလည်းဆင်းပြေလာခဲ့ကြရာ ဒီဖျားကိုသူတို့ရဲ့တိတ်ထိတ်မဟိတိအစွမ်းတစ်ခုရဲ့နဲ့ဘလို့မှရှင်ပြနိုင်စမ်းမရှိဆိုတာကိုလည်းသိသွားခဲ့ကြပါတယ်။ဒုက္ခဒီဖျားရဲ့တကောအဋ္ဌိပတ်တွေပြည့်ပြည့်သွားအောင်ဘလို့ပုံစံနဲ့စီမံဆောင်ရွက်ကြရမယ်ဆိုတာကို ကာကဘူကြီးရောဆရာတပည့်၃ယောက်အကျဉ်းထုတ်ကြရပါတော့တယ်။ဒီနေ့ပြောပြပေးခဲ့တာကတော့ဆရာဖိုးကျိုးရေးသားထားတဲ့ကိုတုံရဲတုံမဟုတ်ရေအောင်မြို့လို့ဆိုတဲ့စာအုပ် အပိုင်း7ကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါလှရှင်ပေးခဲ့ကြတဲ့ဒီဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြဖို့အတွက်လည်းပဲဖိုက်ခေါ်လိုက်ပါရစေခင်ဗျာ။